မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်ဧပြီလ18ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio NUG ရဲ့အစီအစဉ်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့ညိုနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့စင်ကူးမြို့နယ်ကိုစစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်တာကြောင့်အမျိုးသမီးတအူးသေဆုံးတဲ့တဲ့တင်ကိုတင်ပြပေးပါမယ် မန္တလေးတိုင်းပြုံးလွင်ခရိုင်စင်ကူးမြို့နယ်နတ်တောင်ကြီးရွာကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတအုပ်တီဆုံးခဲ့တယ်လို့ပြုံးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကပြောပါရီမနေ့ကမြန်မာနှစ်စန်းတရက်နေ့ည7:15မိနစ်ခန့်အချိန်မှာနတ်တောင်ကြီးရွာကိုလေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့်အသက်50အရွယ်အမျိုးသမီးတအုပ်တီဆုံးကအရက်သားပြည်သူ၄ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ဆိုပါရီ စစ်ကောင်စီဟာပြည်ဦးလွင်ခရိုင်အတွင်းမှာရှိတဲ့စင်ကူးမတရားတပိတ်ချင်းနဲ့မိုးကုံမြို့နယ်တို့ကိုဒီလာတဲမှာလေကြောင်းကနေတိုက်ခိုက်တာတွေဇက်တိုက်လုပ်ခဲ့တာကြောင့်အရသာပြည်သူတီဆုံထိခိုက်မှုတွေရှိခဲ့တယ်လို့သိရပါတယ်ဒကြံအတက်နေ့ဖြစ်တဲ့အေဗီလာ16ရက်နေ့နေ့လယ်12နာရီဝန်းကျင်အချိန်တုန်းကလေစင်ကိုမျိုးနေတွေကတရောပင်ရွာမြောက်ဘက်မှာရှိတဲ့ငကမောက်တောင်မုတ်ဦးအနီး ငကမောက်တောင်မုတ်ပေါက်အနီးကိုစစ်ကောင်စီဘက်ကလေကြောင်ကနေတိုက်ခိုက်ခဲ့တာကြောင့်အရသာပြည်သူ၈ဦးထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။စစ်ကောင်စီကအပြစ်ရထားမယ်လို့ကြေညာထားပေမဲ့တကြံကာလာနဲ့21ရက်နေ့လို့အခါကြီးရဲ့ကြီးတွေမှာတော့လေကြောင်တိုက်ခိုက်မှုတွေလှုပ်ဆောင်နေတာကြောင့်စစ်ကောင်စီရဲ့အပြစ်ရကြီးညာထားတာကိုမယုံကြည်ကြဘူးနဲ့ဘုံခုချင်းတွေတူးထားကြဖို့ပြင်းလွင်ခရိုင်ပကဖကတိုက်တွန်းထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးမကွေးအချင်းထောင်အချင်းဦးစည်းဝန်တန်းများရဲ့တနက်ပြစ်ခတ်မှုကြောင့်နိုင်ငံရေးအချင်းသားစောရွှေအောင်အပါအဝင်နိုင်ချင်းနှစ်ဦးအ ਨੇ ဆုံးတိဆုံးခဲ့တဲ့တဲ့င်ကိုတင်ပြပေးပါမယ်။မကွေးအချင်းထောင်အချင်းဦးစည်းဝန်တန်းများရဲ့ထောင်ဘူးဝါနဲ့ကင်းမျော်စင်မှတနက်ပြစ်ခတ်မှုကြောင့်ထောင်တွင်းဓမ္မယုံမှ နေတဲ့နိုင်ငံရေးအချင်းသားစောရွှေအောင်အပါအဝင်နိုင်ငံရေးအချင်းသားနှစ်ဦးအ ਨੇ ဆုံးတိဆုံးခဲ့ပါတယ်။ ဧပြီလ23ရက်နေ့မှာမကွေးအချင်းထောင်အရှိမလိုကေ PDF အဖွဲ့များနဲ့စစ်ကောင်စီလက်အောက်ခံတပ်များတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ဧပြီလ23ရက်နေ့ထောင်ရှိတိုက်ပွဲဖြစ်ပွားနေစဉ် ညနေ6နာရီဝန်းကျင်အချိန်မှာအချင်းထောင်တွင်းမှာလေအချင်းဦးစည်းဝန်ကြမ်းများနဲ့အချင်းသားများကြားတင်းမာမှုအချို့ဖြစ်ပွားခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကွန်ရက် PPNM ကဖော်ပြထားပါတယ်။အဆိုပါထောင်တွင်းအချင်းသားများနဲ့ဝန်ထမ်းများကြားတင်းမာမှုနဲ့ထိတွေ့မှုအတွင်အချင်းဦးစည်းဝန်ကြမ်းများရဲ့ထောင်ဘူးဝါနဲ့ကိမျော်စင်မှတနက်ပြက်ခတ်မှုကြောင့် ထောင်တွင်းဓမ္မယုံမှနေတဲ့နိုင်ငံရေးအကျဉ်းသားစောရွှေအောင်အပါအဝင် နိုင်ငံချင်းနှစ်ဦးအ ਨੇ ဆုံးတည်ဆုံခဲ့ရပြီးတော့နိုင်ငံရေးအကျဉ်းသားနဲ့အကျဉ်းသားများစွာထိခိုက်ဒဏ်ရာရရှိကာငါးဦးထက်မနည်းစေဝါကူတာမှုခံယူနေရတယ်လို့သိရပါတယ်ခင်ဗျာဆလဘီဗမာပြည်သူလွမြောက်ရေးတပ်တော်နဲ့လက်တွဲပြီးတော့ဆရာနာရှင်အမြင့်ပြတ်ချီးမုံရေးတိုက်ပွဲတွေဖော်ဆောင်ဖို့အသင့်ရှိတယ်လို့ MTY PDF ကပြောတဲ့သတင်းကိုတင်ပြပေးပါမယ်။ ဗမာပြည်သူ့လူမျိုးရေးတပ်တော် BBLA နဲ့လက်တွဲပြီးတော့ဆက်အာဏာရှင်အမြင့်ပြည့်ချေမှုန်းရေးနဲ့ Federal Democracy ရရှိရေးတိုက်ပွဲတွေပေါ်ဆောင်ဖို့အစဉ်သင့်ဖြစ်နေတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် Mandalay MTY PDF ကပြောကြားလိုက်ပါတယ်။မနေ့ကဧပြီလ18ရက်နေ့မှာကြာရောက်တဲ့ဗမာပြည်သူ့လူမျိုးရေးတပ်တော် BBLA တက်တီထောင်ချင်း၄နှစ်ပြည့်အခမ်းအနားကိုပေးပို့တဲ့ကွန်ပျူတာဝန်လွာကနေ MD1 PDF ကအခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ ်မာပြည်သူ့လွတ်မြောက်ရေးတပ်တော် BBNLA ဟာဆရာနာရှင်အမြင့်ပြတ်ချီးမုန်းရေးနဲ့ Federal Democracy ရရှိရေးအတွက်တိုက်ပွဲမှာရှေ့ဆုံးကနေရိုးရိုးချွန်းချွန်းတိုက်ပွဲဝင်နေတဲ့တိုက်စွမ်းဤပြေဝပြီးတော့ခိုင်မာစနစ်ကြတဲ့တပ်တော်ဖြစ်တယ်ဆိုတာကိုလေးလေးနက်နက်အတိအမှတ်ပြုအပ်တဲ့အကြောင်းလေးပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးရဲ့တောင်းဝန်လွှာမှာဖော်ပြထားပါတယ် ဘီဘီအန်လီစတင်မွေးဖွားရာမြန်မာနိုင်ငံတောင်ပိုင်းကရင်ပြည်နယ်မှာတည်းမဟုတ်ဘဲရှမ်းမြောက်ဒေသနဲ့အညာဒေသတွေအထိစစ်မျက်နှာတိုးချဲ့ဖွင့်လှစ်လာနိုင်တာဟာ ွေဥတော်လိုက်ရေးအတွက်အလွန်အရေးပါပြီးတော့ကောင်းမွန်တဲ့ခွန်အားတစ်ခုအဖြစ်ယုံကြည်တယ်လို့လည်းအတည်ပြုထားပါတယ်။ဒါအပြင်ဗမာပြည်သူလူမျိုးရေးတက်တော် BBLA ရဲ့၄နှစ်တာခရီးကျမ်းမှာအသက်သွေးချွေးနဲ့ကိုလက်အင်ကဆွန့်လွတ်ပေးဆက်ခဲ့ရတဲ့စစ်သည်တွေအတွက်လည်းဥညွတ်ဂုဏ်ပြုပါတယ်လို့ MTY PDF ရဲ့တုံ့လွှာမှာဖော်ပြထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမနှစ်စံတည်းရဲ့နေ့မှာတကြီးပူဇော်ပွဲကျင်းပပြီးတော့ရိတ်ခါနဲ့ငွေသားများတက်ရွယ်ကြီးသူများကိုပေးအပ်ကတော့ခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ ရွှေဘုံမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမှနှစ်စန်းတရက်နေ့မှာတကြီးပူဇော်ပွဲကျင်းပပြီးရိတ်ခါနဲ့ငွေသားများတက်ရွယ်ကြီးသူများကိုပေးအပ်ကြတော့ခဲ့တယ်လို့သိရပါတယ်1386ခုနှစ်မြန်မာတက်ကရစ်နှစ်စန်းတရက်နေ့မှာရွှေဘုံမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖမှຫນွေဦးတော်လန်ရေးအတွင်၄ချိန်မြောက်တကြီးပူဇော်ပွဲပြုလုပ်ပြီးတော့ကုသိုလ်ယူခဲ့တယ်လို့သိရပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းလေးကိုတော့ Radio NUG သတင်းတောက်ကိုခန့်နဲ့ တာဂီတို့ကပေးပို့ထားတာဖြစ်ပါရယ်ခင်ဗျာ။